ာလာလုယာဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ Zoom ကညီကောင်မောင်နှမတွေတကယ်ပဲနှုတ်ကပတ်တော်နဲ့ကျွန်တော်ရဲ့တက်တာတိဆောက်ခြင်းကအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ခေကာလအခြေအနေရပြောမယ်ဆိုလို့ရှိရင်တကယ်ပဲဝိညာဉ်ရေးရမှာတကယ်ဖခင်အလုပ်ခြင်းကိုခံစားရတဲ့အတ္တတရှိဖို့တိတ်ရေးကြီးလာပြီခေကာလမကောင်းတကယ်ဖခင်ကျွန်တော်တို့ကိုလမ်းပြဖို့ကျွန်တော်တို့ကိုပဲ့ပြင်ဖို့တိတ်ရေးကြီးတယ်เนาะအစ်စ်နဲ့အတုကိုပိုင်းခြားပြီးနားလည်ဖို့တိတ်ရေးကြီးတယ်ဆိုတော့အတ္တတာထဲမှာတစ်ခါတလေ အောင်မြင်တိုင်းငါတက်တာသိကောင်းနေတယ်လို့တချို့ထင်တတ်တယ်ထင်တယ်နော်အဲတကယ်တော့တစ်ခါတလေမှဘုရားသခင်ကအောင်မြင်ခြင်းပေးတာသင်တက်တာကောင်းလို့မဟုတ်ဘူးအဲ့ဒါကိုသိရမယ်ဆိုဖြစ်ချင်တာကကိုယ်တက်တာမကောင်းတဲ့အချိန်မှာအောင်မြင်တဲ့အရာတွေကြုံလာရင်တကယ်တော့ဘလောက်ပဲအောင်မြင်မြင်ကိုယ်တက်တာမကောင်းတဲ့ပုံမှာနောင်တရဖို့တက်တက်လိုတယ်နော်အောင်မြင်တာတက်တက်ကိုယ်တက်တာနောင်တရမှာတက်တက်ဒါတွေကိုခွဲခြားတတ်ဖို့လိုတယ်တချို့တွေကအောင်မြင်နေတဲ့အချိန်ဆိုလို့ရှိရင်အာငါတက်တာကတော့ယူဆိုင်ဆရာမလို့ဘာလို့လဲဆိုဘုရားကငါ့ကိုကောင်းကြီးပေးပြီးသား ဖះကျေးဇူးပြုတာတသက်တင်းတက်တာကြာစင်းတဲ့ပုံမှာတုံတင်ချင်းကတသက်လာမယ်နော်ဒါနားလေဘူးလို့လေဆိုတော့ဒါကိုအမတ်တမဲ့သတိမပြုမိတာဘယ်သူလဲဆိုဒါဝိဖြစ်တယ်သတိမပြုမိဘူးဒါဝိရဲ့အတ္တလေအဲ့ဒါဒါကိုဖះခင်တုံတင်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခန္ဓာလေးဆူတောင်းရအောင်အဖကတော့ကိုကျေးဇူးတင်ပါတယ်နှုတ်ကပတ်တော်နဲ့ကျွန်တော်ရဲ့အတ္တတိဆောက်နိုင်ဖို့ဖះရဲ့ဝိညာဉ်တော်ဒီကျွန်တော်တို့ကိုဖွင့်ပြပါအလင်းပေးပါကျွန်ရဲ့တတ္တာထဲမှာတာရှင်တော်ဝိညာဉ်တော်လမ်းပြတာကိုခန်းစားစေပါဖះကောင်းကြီးမင်္ဂလာဖြစ်စေပါ ကျေးဇူးတင်တဲ့အဖသခင်ယေရှုနာမ၌ယုံကြည်စွာဆုတောင်းပြီးအနံပါတယ်ဖဖျာအာမင်အာမင်โอเคရာဇဝေကျုပ်ပထမဆောင် အခန်းကြီး20အပိုင်ငယ်1ကျွန်တော်ဖတ်ခြင်းနဲ့အခါလေ၍ရှင်မင်းတို့သည်စစ်တိုက်ချိန်ရောက်သောအခါယွာဘသည်ဘိုးချေအလုံးရင်းနှင့်ခြေသွားသည်ဖြင့်အာမုံပြည်ကိုတိုက်ဖြတ်၍ရပ်ဘာမြို့ကိုဝိုင်းထား၏ဒါဝိဒ်သည်ကိုယ်တိုင်ယေရုရှလင်မြို့၌နေလေ၏ အခါလေပြီးရှင်ပြင်းနေစတိုက်ချိန်မှာဒါဝိကနန်းတော်မှာနေခဲ့တယ်အားလုံးလည်းသိတဲ့အတိုင်းလေအဲ့ဒီအချိန်မှာသူဘာတရှိဘာနဲ့မာရင်သွားတယ်လေဆိုတော့တကယ်တော့အဲ့ဒီအချိန်မှာဗိုလ်ချုပ်ရွာဘာတို့ဘာရောအရှိမလေစစ်တိုက်နေတဲ့အချိန်လေအာမုံနေနဲ့ဟုတ်လားဆိုတော့ဒါဝိကမလိုက်သွားဘူးဖြစ်ချင်တော့အဲ့ဒီရွာဘာအဖြစ် အာမုံပြီလေအာမုံပြီရှုံးသွားတယ်အာမုံအဲ့ဒီမှာရှိရက်ဘာမျိုးအသိခံလိုက်ရတယ်ဆိုတော့ဖယားရှင်ကရွာဘာကိုအတုံးပြူပြီးတော့ အာမုံပြီးရပ်ဘာမျိုးတင်ပလိုက်တာဖြစ်တယ်ဆိုတော့ရပ်ဘာမျိုးသားတွေအကြီးအကျယ်ဆုံးရှုံးနေဆုံးရှုံးနေအပြင်เนาะတို့သေတဲ့အပြင်ဘာထပ်ဖြစ်လဲဆိုအပိုက်ငယ်နဲ့ယူဟာဘဒီရပ်ဘာမျိုးကိုတိုက်ဖြတ်ပြီးမှဒါဝိဒ်ဒီမင်းကြီးတရဖူကိုချွတ်ယူခေါင်းတော်ပေါ်မှာတင်ကြဤတရဖူအချိန်ကရွှေမြတ် sorry ကြောက်မြတ်ကိုမဆိုပဲရွှေအခွက်30ရှိတည်းမြို့၌လူယူသောဥစ္စာအများကိုလည်းထုတ်လေဤ အဲ့ဒီရွာဘတိုက်ပြီးတော့နိုင်သွားတဲ့ရပ်ဘာမျိုးကနေဘာတွေဆက်ရလဲရွှေပြီးမှအချားပစ္စည်းဥစ္စာတွေအများကြီးသူတို့တင်လိုက်တယ်ဆိုရွာဘအပြည့်ဒါဝိတ်ကအဲမျက်နှာသာရတယ်အာငါလူတွေစစ်သွားတိုက်တာနိုင်နေအာရွှေတွေလည်းတင်လာတယ်နော်ဆိုတိုက်တာရွာဘနာမည်ရပြီးအောင်မြင်တာကဒါဝိတ်မပြီးသေးဘူးအပိုက်ငယ်၃ကျွန်တော်ထပ်ဖတ်မယ်မြို့သားတို့ကိုလည်း ထုတ်၍လွှာတိုက်မှုတန်ထွန်တန်ပစိန်နှင့်လုံမှုကိုလှုပ်စေ၏ထိုသောဒါဝိဒ်သည်အာမုံမြို့သူယောသာအပေါင်းတို့၌ပြုတ်ပြီးမှလူအပေါင်းတို့နှင့်အတူယေရုရှလင်မြို့သို့ပြန်လေ၏ဒါဝိဒ်လာကြည့်တဲ့အဲ့ရလူတွေအကုန်လုံးဖမ်းနေဟလာရဘာမျိုးရလူတွေဒါဒါလုတ်ဒါလုတ်ဒါလုတ်အလုတ်ခိုင်းနေအားလုံးကိုအလုတ်ခိုင်းပြီးမှသူယေရုရှလင်ပြန်သွားတယ်ဆိုတော့ဒါဝိရဲ့အသက်တာထဲမှာပြောမယ်ဆိုလို့ရှိရင်ရပ်ပါမျိုးရလူတွေရဲ့လှုပ်အားကိုလည်းယူလိုက်တယ် ရွာဘတိုက်ပြီးနိုင်တဲ့အရာလဲအဲ့ဒီအကျိုးလဲသူခံစားရတယ်။ဆက်သူတက်တာကောင်းလားလို့မင်း तू ကမကောင်းဘူး။ तू ကဘာတရှိပါနဲ့မာရွံ့ထားတာ။ကျင်းတော့ तू ကတက်တာမကောင်းဘူး။တို့တော့အဲ့ဒီမြို့မှာရှိတဲ့အောင်မြင်မှုတွေက तू ရတာဖြစ်တယ်။ဆက်ဒါဝိတ်ခင်မှာရွာရွာဘအားဖြင့်မြို့ရတယ်လူရတယ်စီးစိမ်ဥစ္စာရတယ်။မပြီးသေးဘူးထပ်ပြီးပါရလဲဆိုလို့ရှင်အဲ့ဒီမှာ refight အမျိုးဆိုတာရှိ။အဲ့ဒီမှာနော်အဲ့ဒီအဲ့ဒီ အခြားဒေတာမှာပေါ့နော် rayfay အမျိုးစားရှိတယ်အဲ့ဒီ rayfay အမျိုးဆိုတာဖျားကိုစန့်ကျင်တဲ့အမျိုးဖြစ်တယ်ဖျားကိုစန့်ကျင်တဲ့သူတွေဖြစ်တယ်ဆိုတော့အဲ့ဒီဖျားကိုစန့်ကျင်တဲ့သူတွေကိုဟုတ်ရှိသိဆိုတဲ့ပုံကိုအဖြစ်ဖျားကံတကထပ်ပြီးတော့တိုက်သေးတယ်အဲ့ဒါအပိုက်ငယ်၄မှာကျွန်တော်ဖတ်မယ်နောက်တစ်ပံဂေဇာမျိုးမှဖိလိတိလူတို့နဲ့စစ်တိုက်ကြစဉ်ဟုတ်ရှိသိလူတိဖိတဲ့သည် rayfay အမျိုးတာဖကိုတိုက်၍ ဖိလိတိလူတို့ကိုအောင်မြင်လေ၏အဲ့ဒီမှာကြည့်မယ်နော်အဲ့ဒီမှာဘာလို့ဆိုရေဖိန်အမျိုးအဲ့အမျိုးကိုဟိုးရှတိဆိုတဲ့ပုပ်ကိုကတိုက်တယ်တိုက်တပ်လိုက်တယ်နော်စစ်တိုက်ပြီးတပ်လိုက်တယ်ဆိုအဲ့ဒီရေဖိန်မျိုးကဖယားကိုစန့်ကျင်တဲ့အမျိုးဖြစ်တယ်အခုဟူးရှတိအဖြစ်အသက်ခံလိုက်ရတယ်ဖီလတီလူတွေအကြီးကျယ်ရှုံးနေတာဖီလတီနဲ့ဆက်နွယ်တဲ့အဖွဲ့တွေဖြစ်တယ်ဆိုဖီလတီအဖွဲ့တွေစုံရှုံးနေပြောမယ်ဆိုရင်တော့ဒါဝိခေတ်မှာ ဒါဝိကဖျားနဲ့မသွားတော့လဲဖျားစကားနားမထောင်တော့လဲဟုရှိသည့်အပြစ်လည်းတခါထပ်ပြီးရေဖိန်အမျိုးကိုနိုင်ပြန်ပြီအဲ့ဒီရေဖိန်ဆိုတာနော်တကယ်လူကြီးပြောမယ်ဆိုရှင်ရေဖိန်ဆိုတာကလူကြီးတွေအဲ့ဒါနော်သူတို့ရဲ့မိဘတွေသူတို့သားသမီးတွေကလူကြီးတွေဒါမှအဲ့အမျိုးကိုအခုနိုင်တာရွာဘာအပြစ်လည်းနိုင်တယ်ပြီးတော့မှဘာလဲဟုရှိသည့်အပြစ်လည်းနိုင်တယ်အောင်မြင်တယ်မပြီးသေးဘူးနောက်ထပ်ဆက်သွားမယ်အပိုင်ငယ်ငါနောက်တစ်ဖက် ဖိလိတိလူတို့ကိုစစ်တိုက်ကြစေယာဣရသအိလဟာနန်သည်ယက်ကန်လက်လိတ်နှင့်အမြကြီးသောလှံရိုးကိုတုံးဆွဲသောဂိတ်တိအမျိုးဂေါလိယဲ့ညီလာခမိကိုတတ်လေ၏ဟာဂေါလိယနော်ဖိလိတိစစ်ဘုံကျူဒါဝိဒ်ခေါင်းပြတ်ပလိုက်တဲ့တယောက်လေဂေါလိယအဲအဲ့ဒီဂေါလိယမှာညီရှိတယ်သူ့နာမည်လာခမိလို့ခေါ်တယ်။တွားမလုံးတဲ့ဒီလူတွေကအင်မတန်မှဗလာတောင်းတဲ့လူတွေ။ တို့ဘလောက်ထိဘလောက်တောင့်တယ်လဲဆိုလို့ရှိရင်တို့ကြိုင်နဲ့ဟလာလှန်တန်ကိုကြည့်ဘလောက်ကြီးလဲဘလောက်လေးတယ်လဲဒီမှာရက်ကန်းလက်လိမ့်နဲ့အများကြီးသောလှန်ရိုးကိုသုံးဆွဲတယ်ရက်ကန်းလိမ့်နဲ့အများကြီးတဲ့လှန်ရိုးအဲ့ဒါကိုကြိုင်နာအဲ့ဒီလာခမိကအဲ့ဒီလာခမိကိုဘယ်သူလဲယာဣရတာအေလဟာနန်တပ်ပြစ်ဆိုဒါဝိခေမာဒီဖီလတီတွေကအကြီးကိုလဲထပ်ပြီးတော့နိုင်ပြန်တယ်ဟုတ်လား ရေဖိန်အမျိုးတွေကအကြီးကိုလည်းနိုင်ပြန်တယ်။အာမုံအမျိုးကိုလည်းနိုင်ပြန်တယ်။ဒါဝိဒ်ဟာဖျားစကားနားမထောင်တော့လဲအောင်မြင်ခြင်းတွေရနေတယ်။အဲ့တော့တစ်ခါလေဖြစ်တဲ့တယ်နော်။အောင်မြင်တဲ့အပေါ်မှာကိုကိုကိုတိတ်ဟုတ်လာပြီထင်တယ်။မဟုတ်ဘူးနေဖျားစကားနားမထောင်တာနောင်ရတက်တက်ရဒီအောင်မြင်တာတက်တက်ဒါကိုသတိထားဖို့လိုတယ်။မဟုတ်ရင်ကိုကလေအရန်အောင်မြင်နေတဲ့အချိန်နဲ့ကိုဖျားစကားနားမထောင်တာမေ့နေတက်တယ်။အဲ့ဒါနောင်တာမရရင်အဲ့ဒီတုံတင်ခြင်းကတက်တက်သွားတယ်ဒီနှစ်ခုကိုခွဲခွဲခြားခြားနားလည်ဖို့လိုတယ် ကဲအဲ့ဒီခေတ်မှာနောက်ထပ်အောင်မြင်မှုတခုထပ်ရပြန်သေးတယ်ဗျာအဲ့ဒါပါလဲဆိုအပိုက်ငယ်6နဲ့9မှာနောက်တစ်ခုထပ်ရတယ်အောင်မြင်ချင်းကြည့်မယ်နော်အဲ့ဒါကဒါဝိတ်အကူဒါဝိတ်မှာအကူရှိတယ်ရှိမှာလို့ခေါ်တယ်ဒါဝိတ်အကူရှိမှာစီမှာသားလေးယောနသန်ဆိုတဲ့သားရှိနော်ဒါဝိတ်ကိုရှိမှာစီမှာယောနသန်ဆိုတဲ့သားရှိတယ်ဟောအဲ့ဒီယောနသန်ဆိုတဲ့သားလေးကလည်းတခါသူနောက်တစ်ယောက်ကိုထပ်တတ်တယ်သူလည်းအကြီးကောင်ကိုတတ်တာအကြီးကိုတတ်ပြစ်တာအဲ့ဒါဖတ်မယ်နော်6နဲ့9နောက်တစ်ဖန် ဂါတာမြို့မှာစစ်တိုက်ကြစဉ်အယက်မြင့်၍လက်တစ်ဖက်၌6လက်6ချောင်းစီခြေတစ်ဖက်၌ခြေ6ချောင်းစီပေါင်း24ချောင်းရှိသော Raven အမျိုးသားတစ်ယောက်သည်ဣတရေလအမျိုးကိုကျိပသောအခါဒါဝိဒ်အကိုရှိမှသာယောနသန်သည်ထိုသူကိုတတ်လေ၏ Raven အမျိုးနော်လူကြီးအမျိုးလက်6ချောင်းခြေတော့လဲ6ချောင်းဆိုပေါင်းလိုက်ရင်လက်နှစ်ဖက်ခြေတော့နှစ်ဖက်ပေါင်းလိုက်ရင် 6လေးလီ24 24ကြောင်းဒီလူတွေကဘာလဲလူကြီးတွေနော်ဒေဖိန်လူကြီးသူတို့အမျိုးတွေကအင်မတန်မှမောက်မာတဲ့လူတွေအဲ့ဒီအမျိုးကိုဒါဝိတ်အကိုရှိမှရှိတယ်သူ့ရဲ့သားယောနသန်တော့ဒါဝိတ်ရဲ့တူယောနသန်သွားပြီးတပ်ပလိုက်အောင်မြင်သွားတယ်ဗျာအောင်မြင်သွားတယ်ဆိုပြန်စဉ်းစားကြည့်ပြီဆိုရင်ယွာဘအဖြစ်လဲအောင်မြင်ခြင်းရတယ်ဟုတ်လားမျိုးအောင်တယ်လူတွေကိုခိုင်းစားပြစ်တယ် ရှိတဲ့ရွှေစည်းစိမ်တွေအကုန်သိမ်းပစ်တယ်ပြီးတဲ့အခါကျမှ refine အမျိုးတာဖကိုလည်းဟူရှစ်တီအပြည့်တပ်ပစ်တယ်ကျွန်တော်ရွာဘအပြည့်အောင်နေဟူရှစ်တီအပြည့်အောင်နေယာဣရာရဲ့ဘလတာအီလဟာနာအပြည့်လည်းထပ်ပြီးအောင်မြင်တယ်ပြီးတော့မှဒါဝိအကို ရှိမာရဲ့သားယောနသန်အားဖြင့်လည်းထပ်ပြီးအောင်မြင်တယ်အဲ့တော့ဒါဝိဒ်ချိန်မှာဖျားကင်ကတော်တော်လေးအောင်မြင်မှုတွေပေးတယ်တိုးတော့ဒါဝိဒ်ကအဲ့ဒီချိန်မှာဖျားစကားနားမထောင်အဲ့တော့ဗာနားလေးရလဲဆိုဖျားကသူဂရုပေးထားတယ်လေဒါဝိဒ်အမျိုးဟလားငါကောင်းကြီးပေးမယ်ငါကျေးဇူးပြုမယ်ရန်သူအပေါ်မှာနေ့ကိုငါချီးမြှောက်မယ်ပြောချင်တာဒါဝိဒ်ခင်မှာလေဖျားကင်ကဒါဝိဒ်ပေါ်မှာဂရုတော်တွေအများကြီးပေးထားတယ်ဆိုတော့ဒါဝိဒ်ကဖျားဂရုကိုခံစားရတယ် ဂတိတော်ကြောင့်အောင်မြင်တာအတ္တကြောင့်အောင်မြင်တာမဟုတ်ဘူးချက်တော်ညီကောင်မောင်မဓာတိသတိထားပါဆိုဘဝမှာဒါဝိဟာအတ္တကြောင့်အောင်မြင်တာမဟုတ်ဘဲနဲ့ဗာလေဖယားရဲ့ဂတိတော်ကြောင့်အောင်မြင်သွားတာဓမ္မကိုအတ္တအမားကိုတော့ကိုနောင်တရဖို့လိုတယ်နော်ဒါကိုနားလေစေခြင်းနဲ့ဆိုဒီနေ့တစ်ခါတရံကျွန်တော်ရဲ့အတ္တထဲမှာလေနော်ဒီနေ့ zoom ကညီကောင်မောင်မဓာစဉ်းစားပါတစ်ခါလေကျွန်တော်တို့ဖယားနဲ့အတ္တမရှင်ဖယားစကားနားမထောင်အော်တမ်းမဲ့ဖယားကရင်ကျေးဇူးပြု ဖះကောက်ကြီးပေးတယ်အောင်မြင်ခြင်းပေးတယ်အဲ့တော့ဒီခါကျတော့အောင်မြင်ခြင်းကိုပဲဒီခါတည်းဟာလာကြည်နေတာကိုယ့်အသက်တော်တော်ကိုဂရုမစိုက်မြူနောင်တရစရာရှိတာတွေပြုပြင်စရာရှိတာတွေဟလာကိုယ့်ရဲ့အသက်တိုင်းမှာဖះကိတ်ရှိမှဝင်ချစရာရှိတာတွေဘာမှသတိမရဘူးဘာလို့လဲအောင်မြင်မှုကသူ့ရဲ့မျက်စိကိုဖုံးသွားတယ်နော်ဆိုဒီနေ့အဲ့ဒီအောင်မြင်မှုက ရှိတာကောင်းတယ်အဲ့ဒါကအသက်တာကြောင့်မဟုတ်ဂရီတော်ကြောင့်ဖြစ်တယ်။သို့တော့ကိုယ့်ရဲ့အသက်တာမကောင်းတဲ့ပုံမှာဖခင်ကပြန်တုံတင်တတ်တယ် သွန်သင်တတ်တယ်နော်ဒါကြောင့်မလို့ဒါဝိတ်လို့မဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်ကိုယ်တိုင်ကအောင်မြင်မှုတွေရှိလာတဲ့အခါမှာစမ်းစစ်ပါဂရိတော်ကြောင့်အောင်မြင်တာလားနော်စမ်းစစ်ပါဘလောက်ပဲအောင်မြင်ပါစေကိုယ့်ရဲ့တက်တာကိုစမ်းစစ်ပါဟာငါဖျားစကားနားမထောင်တာဘူးငါဖျားကိုကြောခိုင်းနေတယ်ငါဖျားသခင်ကိုဟလာစန့်ကျင်နေတယ်ဆိုလို့ရှိရင်ဒီအောင်မြင်မှုတွေကိုခဏတာကိုယ့်ရဲ့အသက်တာအမှတ်အတွက်နောင်တရပါဖျားခင်စုတိုးဝင်ချင်ကပ်ပါ ဟုတ်လားတကယ်အသက်တာထဲမှာနောက်တားရပြီးဘုရားစီကိုတိုးဝင်မယ်ဆိုရင်အဲ့ဒီအမားနဲ့ပတ်သက်ရင်ဘုရားသခင်ပြန်ပြောတင်းရဲ့အသက်တာကိုဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းမြေတားနဲ့တိတ်ကိုပြန်မဆာပို့ဆောင်မယ်အသက်တာလည်းကောင်းသွားမှာဖြစ်တယ်မဟုတ်ဘူးဆိုလို့ရှိရင်အဲ့ဒီအမားအတွက်ဘုရားသခင်တိုးတည်ခြင်းကိုခံစားရမှာဖြစ်ပါတယ် ဒါကြောင့်ဒီနေ့ဇုံကညီကိုမောင်နှမတွေကျွန်တော်ရဲ့အသက်တာကိုအထူးသဖြင့်စင်ကြပါလို့เนาะပြောခြင်းနဲ့အောင်မြင်မှုတွေရတာမရတာခဏတာကိုယ့်ရဲ့အသက်တာမှာအမားများရှိခဲ့ရည်ဘုရားခင်ရှင်မှာတိုးဝေခြင်းကပ်ပါကိုယ့်အမားကိုကိုယ်ဝတ်ခံပါဘုရားရှင်ကိုတောင်းပန်ပါဟုတ်လားဒီအရာလေးနဲ့ကျွန်တော်ဝင်ကပါတယ်ဒါကြောင့်မလို့အခုချိန်မှာအောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေအစဉ်ပြေနေသည်ဖြစ်စေမပြေနေသည်ဖြစ်စေเนาะအသက်တာထဲမှာအမားတစုံတစ်ခုရှိတယ်ဆိုဘုရားခင်ကိုတိုးဝေရအောင် ဟုတ်လားအောင်မြင်ရင်လည်းပဲအောင်မြင်မှုနဲ့ပဲကျင်နဲ့မနေနဲ့ကိုယ့်ရဲ့အတ္တတာကိုပြန်ဆန်းစစ်အတ္တတာမကောင်းမဲ့အောင်မြင်နေတယ်ဆိုရင်အတ္တတာအတွက်နောင်တရအောင်မြင်တာကဂရိတော်ကြောင့်ဖြစ်မယ်ဆိုတော့သတိရပါလို့နော်ဝေငှတယ်အလုံးကျေစုတင်တယ်ခဏဆုတောင်းရအောင်အဖကတော့ကိုကျေစုတင်တယ်ကျွန်တော်ရဲ့အတ္တတာကိုအနံပါတယ်ဖယားရှင်ဒါဝိတ်လိုအတ္တတာမျိုးဖြစ်နေတယ်ဆိုရင်တန်ရှင်းတော်ဝိညာဉ်တော်ဖျားကိုရောမဆပါတကယ်ပဲဘလောက်ပဲအောင်မြင်ပါစေကိုယ့်အတ္တတာအမှားတွေအတွက်နောင်တရတက်စေပါ ဖယားရှိတကယ်ပဲအောင်မြင်မှုနဲ့ကိုယ့်ရဲ့မျက်စိအပိတ်ခံရတော့သူမဖြစ်ပါမိကြောင်းဆုတောင်းပါတယ်ဘုရားခင်တကယ်ပဲကျွန်တော်မအစားအရောက်တိုင်းအသက်တာဒီဘာမှားတယ်လဲဘုရားခင်ရှေ့တော်မောင်းမှာဘာတွေကစိတ်တော်နဲ့လွဲနေတယ်လဲဘယ်အရာတွေကဘုရားကိုကျွန်တော်ကြောက်ခိုင်းနေတယ်လဲဒါတွေကိုတတိယတက်စီပါဘုရားကိုယ့်အမကိုကိုမြင်ပြီးနောင်တရပြီးဘုရားဘက်ကိုလှဲ့လာတဲ့သူတွေအရောက်တိုင်းဖြစ်ပါမိကြောင်းဆုတောင်းပါတယ်ဂရီတော်ကြောင့်ရတာလားအသက်တာကြောင့်ရတာလား ခွဲခြားပြီးမြင်တတ်တော်သူများဖြစ်စေတော်မူပါသခင်ယေရှုနာမ၌ဆုတောင်းပြီးအပ်နံပါတယ်ဖဖျာအာမင်အာမင် thank you god bless you